တချင်းတပုံးနဲ့တုံ့ပြန်လာတဲ့လွှမ်းပိုင်ရဲ့ပကံကကိစ္စတွေကိုအကုန်ပြန်ဖော်လိုက်တဲ့ဒရိုက်တာပြင်းဟင်းတီဟာဒရိုက်တာပြင်းဟင်းတီဟာကမြန်မာနိုင်ငံမှာနေစဉ်တုန်းကအမှုပညာရှင်များစွာနဲ့အလုပ်တွဲလုပ်ဖို့ပြီးတော့အဲ့ဒီအထက်မှာလွှမ်းပိုင်နဲ့ပေါင်းသွားပါတယ်သူတို့နှစ်ယောက်ကဇက်ကားတွေအတူတူရိုက်ကူးခဲ့ပူးပေမဲ့အခုတော့တယောက်ကြောင့်တယောက်ဖော်တဲ့ရန်သူတွေအဆင့်ကိုရောက်သွားခဲ့ကြပါတယ်ဒရိုက်တာပြင်းဟင်းတီဟာကမြန်မာနိုင်ငံကမျက်နှာနှစ်ဖက်နဲ့အမှုပညာရှင်တွေအကြောင်းကိုအများသိအောင်ပြောပြခဲ့ပါတယ်ပြောပြတဲ့အချက်မှာလွှမ်းပိုင်အကြောင်းတွေလည်းပေါင်းဝင်ပြီးတော့လွှမ်းပိုင်ကမကျေနပ်လို့သူ့တချင်းထဲမှာပြင်းဟင်းတီဟာအကြောင်းကိုထည့်ဆိုလိုက်ပါတယ်လည်းမဲ့တက်ပြီးပြောထားတဲ့အပြင် ောဂရိုက်တာဆိုတဲ့အထိဖဲ့ထားတဲ့လွှမ်းပိုင်ကိုတော့အလုံးကလည်းအံ့ဩနေကြရပါတယ်။ပြင်းတင်ဟာကသူ့ရဲ့အမှုပညာတက်တန်တရှောင်းမှာကြုံခဲ့ရတဲ့အမှုပညာရှင်တွေထဲမှာကောင်းတဲ့သူတွေဆိုရင်လည်းကောင်းတဲ့အလျောက်မကောင်းတဲ့သူဆိုရင်လည်းမကောင်းတဲ့အလျောက်အမှန်တမ်းကိုပြောပြလေးရှိပါတယ်။တချို့တွေကတော့ပြင်းတင်ဟာကသူများရဲ့အကျဉ်းရေးတွေကိုအယတာခံပြီးပြောတဲ့သူအဖြစ်ဝေဖန်နေကြပါတယ်။တစ်ဖက်မှာလည်းသူဒီလိုပြောပြတာကြောင့်အမှုပညာရှင်တွေရဲ့စိတ်အမှန်တွေကိုပြည်သက်တွေကသိသွားကြပါတယ်။နိုင်ငံခြားကအမှုပညာရှင်တွေက လူမှုရေးကိစ္စတွေငွေကြေးကိစ္စတွေနဲ့နာမည်ပြတ်သွားရင်အလောက်ဆက်လို့လို့မရတော့ပေမဲ့မြန်မာနိုင်ငံကတချို့သောအမှုပညာရှင်တွေကလူမှုရေးကိစ္စတွေနဲ့နာမည်ပြတ်သွားရင်တောင်ပို့ပြီးတော့နာမည်ကြီးတယ်ဆိုပြီးတော့ခံယူကြပါတယ်။ပြည်သက်တွေပေါ်မှာမယိုးသားတဲ့အကြောင်းအရာတွေကိုပြင်းထန်တိဟကပြပြပြီးအဲ့ဒီအထက်မှာလွှမ်းမိုင်ရဲ့အကြောင်းလဲပေါဝင်သွားခဲ့တာပါရှင်။ လွမ်းမိုင်ကလည်းပြဟိန်တီဟောက်ကိုမကျေနပ်ပဲသူ့ရဲ့တခြင်းထဲမှာပြဟိန်တီဟောက်ကိုပြောဆိုထားတဲ့စကားလုံးတွေပါဝင်ခဲ့ပါတယ်။အဲ့ဒီအထက်မှာတော့ပြဟိန်တီဟောက်လည်းတီးမခံတော့ပဲလွမ်းမိုင်ရဲ့နောက်ကျောင်းတွေကိုပြန်ပြောလာပြီးနှစ်ယောက်ကြားကအခြေအနေတွေကတင်းမာလာခဲ့ပါတော့တယ်။လွမ်းမိုင်ဆွဆွဲထားသလိုပြဟိန်တီဟောက်ကငွေသိန်း150ကိုမြင့်မြတ်စီကနေချီပြီးတော့ပြန်မဆက်တာမဟုတ်တဲ့အကြောင်းသူ့ရဲ့မိသားစုအပေါ်မှာကိုကျင်းသိက်ကစောင့်ထိန်ထားတဲ့အကြောင်းပြပြထားပါတယ်။ဒါတွေမကသေးပဲလွမ်းမိုင်ကမိန်းကလေးတွေကိုတကယ်လက်မထက်သေးပဲအခွင့်အရေးယူတတ်တဲ့အကြောင်းတွေပကံမှာစကားလိုက်တဲ့အနန်းစုရီတီစုကိုသူ့စိတ်တိုင်းကြမဖြစ်လို့ တိုင်းကျဲသွားတဲ့အကြောင်းတွေကိုပါပြောပြလိုက်ပါတယ်။နန်းစူရီဆိုကငွေကြေးလက်ချမ်းသာတယ်လို့တိကျတတ်တဲ့စိတ်ထားရှိပေမဲ့လောမိန်ကတော့အခွင့်အရေးရရင်လက်တဆုံယူတတ်တယ်လို့သူဖြစ်ချင်တဲ့အတိုင်းမဖြစ်ရင်လည်းပြဿနာရှာသွားတဲ့အကြောင်းတွေထည့်ပြောထားပါတယ်။တချိန်ကသူတို့နှစ်ယောက်ကစကားတွေရိုက်ကူးခဲ့ပြီးပေမဲ့အခုတော့အပြန်လန်အောက်ခွဲတွေကိုလှန်နေခဲ့ကြပါပြီ။လောမိန်ကလူငယ်တွေအကြိုက်တဲ့ခြင်းတွေကိုထုံနေပေမဲ့ဂျပန်မှာတော့လူငယ်တွေအပေါ်မှာဘလို့အထင်သေးတဲ့အကြောင်းတွေကိုပါထည့်ပြောထားတဲ့အထိပြိဟိတ်တရားကလည်းတီးမခံတော့ပါဘူး။နောက်ဖို့အချားနဲ့အတူကားပေါ်မှာ kiss ပေးလို့ပြောနေတဲ့ဗီဒီယိုကိုလည်းလောမိန်ကိုယ်တိုင်ပဲတင်တာဖြစ်တဲ့ အကြောင်းကိုပြင်းထန်ကဖော်ထုတ်သွားခဲ့ပါတယ်။လောမင်က73နှစ်ကြာတွဲခဲ့တဲ့မင်္ဂလီကိုလည်းလက်မချက်တဲ့အပြင်နော်ဖော့အချားနဲ့လည်းတွဲခဲ့သလိုနန်းစုရီဆိုးနဲ့ပါတွဲနေတဲ့အကြောင်းတွေကိုပြောပြသွားပြီးတော့ သူကိုမကျေနပ်ရင်တရားစွဲလို့ရတဲ့အကြောင်းကိုပါစိန်ခေါ်သွားခဲ့ပါတယ်။ပြင်းတီဟာကလည်းမြန်မာနိုင်ငံကိုပြန်လာရင်လည်းလွှမ်းမိန်ကိုတရားစွဲသွားမှာပါ။ပြင်းတီဟာကိုပေါကားရိုက်တဲ့ဆိုပြီးတော့ပြောခဲ့တဲ့လွှမ်းမိန်ကလည်းပေါကားတွေမှာတရုတ်ဆောင်တာဖြစ်ပေမဲ့အခုတော့သူ့ရဲ့စိန်အမှန်ကိုပါဖော်ပြလိုက်သလိုဖြစ်သွားခဲ့ပါတယ်။ပြည်သက်တွေကတော့လွှမ်းပိုင်ရဲ့နောက်ွယ်ကကိစ္စတွေကိုသိလိုက်ရပြီးတော့သူ့ပေါ်ဝေဖန်တာတွေလည်းရှိလာနေပါတယ်။ ရောမိုင်းကဒီနှစ်ကျွန်မတော့လူမွေးကိစ္စတွေကြောင့်နာမည်ပြရသလိုသတင်းတော့ကိုဆဲဆိုတာကြောင့်လည်းနာမည်ပြရပြန်ပါတယ်။အခုလည်းတချင်းတပုံနဲ့ပြဟိန်တီဟာကို dislike ပေးမိ။သူ့ရဲ့နောက်ကျောင်းတွေကတသိကြီးထွက်ရှိလာပြီးတော့နာမည်ကိုထပ်မံထိခိုက်နေရပါတယ်။ဒီကိစ္စမှာဘသူဘက်ကစတင်ပြီးတော့မှားခဲ့တယ်လဲဆိုတော့ကောမမအမြင်လေးတွေကိုပြောခဲ့ပါဦး။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။